Hello မင်္ဂလာပါနော် Happy Sunday မဒီနေ့ပြောမှာစင်ကာပူလာပြီးအလုပ်လုပ်မဲ့လူတွေသေချာနားထောင်စီတင်နေမတ်ထက်ဘယ်အေဂျင့်ကောင်းလဲ recommend ပေးပါဆိုရင်မတ်ထက်အပြောမှာပဲရှိမယ်အမကတာဝန်ယူတဲ့အေဂျင့်တာဝန်မယူတဲ့အေဂျင့်ဆိုပြီးတော့လေအမမူဗီတွေအများကြီးပြောပြခဲ့ပြီးအမအားလို့အေဂျင်စီတွေကိုလိုက်တိုက်ခိုက်နေမှာမဟုတ်ဘူးနော်အဲ့ဒါတွေကိုနားထောင်ပြီးတော့ မမောင်ကြီးညီမတွေကဘယ်အေးချက်အောင်လို့ဆက်သွယ်သေးတယ်ဆိုတော့ကို့အုံနှောင်းနဲ့ကိုဆုံးဖြတ်ရမယ်။သူများပြောသည်မမှာပဲလိုက်လုံနေဆိုရင်သူများစကားမှာလမ်းဆုံးနေမယ်အလုပ်မျိုးမလုပ်ပါနဲ့။အသက်အရွယ်တစ်ခုရောက်လို့နိုင်ငံသားအောင်ရောက်လာကြပြီမလား။တွေ့ဆိုတော့ပြောပြထားတဲ့လမ်းပြထားတဲ့လူတွေရဲ့စကားကိုကြည့်ပြီးတော့ဘေဟာကတော့ဆုံးဖြတ်တဲ့နေဆုံးမလုပ်သင့်ဘူးဆိုတော့ကို့ဟာကိုပဲစဉ်းစားပါ။မထက်ပဲအေးချက်ကောင်းလဲဆိုတာမျိုးမမေးပါနဲ့။အမပြောထားပြီးပါပြီ။ နော်။ခေပြီးတော့ဒီစင်ကာပူဟိုလာဖို့အတွက်အလုပ်တွေလျှောက်ကြတယ်အင်တာဗျူးကြတယ်စာလုံးအေဂျင့်ဆိုတာအင်ဆန်အင်တာဗျူးတာနဲ့ပတ်သက်ပြီးတော့မှပြောခြင်းနေအခုအဲ့အလုပ်သမားစည်းကွက်မှာအင်တာဗျူးတယ်ဆိုတာဟာကြီးကအများကြီးမှားယွင်းနေဒါကိုမှပြောပြမယ်။မားတို့ဒီစင်ကာပူမှာမားတို့လည်းလူတွေခေါ်နေတာပဲလေ။ကုမ္ပဏီတစ်ခုကလူလိုလို့အလုပ်ခေါ်ပြီးဆိုရင် ဂျော့စထရီမှာကြီးညာရင်ကြီးညာတယ်မကြီးညာရင်အေဂျင့်အပ်တယ်ကဲအမအမကုမ္ပဏီမှာလူလူလို့ Joy Street မှာကြီးညာလိုက်တယ်ဆိုရင်အမက Joy Street ကိုအမရဲ့ company profile ပေးရတယ်ဘယ် company ပါပါလောက်ပါတယ်ဟိုမျိုးပေးရတယ်နော် okay အဲ့လိုမြေပြင်ဘယ်လိုလူမျိုးလိုလဲဆိုတဲ့ဟာအမရေးထားတယ်ဘလောက်လစာပေးမလဲဆိုတာရေးထားတယ်အဲ့ဟာမှာအလုတ်တမအလုတ်လျှောက်မဲ့သူက ဂျော့စထရီမှာဒါကိုတွေ့ရင်ဘယ်ကုမ္ပဏီလဲဆိုတာကိုလည်း website ကနေပြီးတော့ကြည့်လို့ရတယ်။ဩကြည့်ပြီးတော့မှငါကတော့ဒီကုမ္ပဏီကိုအလုပ်လျှောက်ချင်နေဆိုရင်အဲ့တိုင်း CV ကို Justry ကနေပို့တယ်။ဒါကကုမ္ပဏီတိုက်ရိုက်ခေါ်တာ။တခါလေကြရင်အဲ့လိုမျိုးအဆင်အမတို့ကကုမ္ပဏီတိုင်းမလုံနိုင်တော့ဘာဖြစ်လဲဆို CV တွေအရန်ရောက်လာရင်အမတို့ဒါကိုစစ်ဖို့အတွက်အချိန်တစ်ခုပေးရ။တခါလေကြရင် CV ကြည့်လိုက်ရင်တနေကုန်လေဘာလုံးမှမလုပ်ဘူး။ ဲ့လိုဆိုအမတို့အဲ့လိုအလုံးမလုံးနိုင်တဲ့အချိန်ကြီးကြာရင်အေဂျင့်ကိုအပ်လိုက်တယ်အေဂျင့်ကမှပြောတယ်ငါဒီလိုလူကိုလိုချင်တယ်လာစားတော့ငါဘလောက်ပေးမင်းဘယ်နေရာမှာသူ့ကိုတုံးချင်တယ်အဲ့လိုပြောလိုက်ရင်အေဂျင့်က Joshua မှာကြီးညာတယ်ကြီးညာပြီးတော့သူကနေပြီးတော့ဒီ CV တွေရပြီဆိုရင်သူကနေပြီးတော့အမတို့လိုချင်တဲ့ ထဲကနေပြီးတော့ကြိုက်နေတဲ့လူတွေကို तू ကအရင်ရွေးလိုက်တယ်ရွေးပြီးတော့ तू ကအင်တာဗျူးတွေအဲ့အင်တာဗျူးတဲ့အချိန်မှာ okay အလုပ်လျှောက်တဲ့ तू ကဘယ်ကုမ္ပဏီလဲလို့မေးရင်သူတို့မပြောနိုင်ရင်တော့မှပဲတော်တော်များများတော့ပြောပါတယ်မပြောနိုင်သေးတယ်ဆိုရင်တော့မှပဲဘယ်လုပ်ငန်းဘယ် fee ပေါ့နော်ဘယ် engineering ဘယ်လိုမျိုးတော့သူတို့ပြောပြတယ်အင်တာဗျူးတွေအင်တာဗျူးပြီးတော့မှအဲအေဂျင့်နေပြီးတော့အမားတို့လိုချင်တာနဲ့ကြိုက်နေတဲ့လူတွေကိုရွေးလိုက်တယ်၄၅၆ယောက်ဖြစ်မယ်နင်းသွားတာပေါ့အမားတို့အတွက်လည်းစိတ်အားအဲ့သူတို့ရွေးထားတဲ့၆ယောက်ကို မားတို့ရှိကိုပို့ပေးတယ်။မားတို့ကပြန်ကြည့်တယ်အိမ်မှာအေးကြည့်ပြီးတော့ဒီထဲမှာပဲမားတို့9ရက်လုံးအင်တာဗျူးခြင်းနေပြူတယ်ဒီအိတ်ထဲမှာအကြိုက်ဆုံးဆိုတာကိုအမားတို့အင်တာဗျူးတာလည်းရှိတယ်။အဲ့လိုမျိုးအင်တာဗျူးတွေမျိုးပြီးဗျူးတဲ့အချိန်မှာအမအလုံးလျှောက်တဲ့လူကလည်းမေးတယ်ဘယ်ကုမ္ပဏီလဲဘာလုပ်တာလဲအဲ့ကြောင့်မားတို့ကလည်းမားတို့ကုမ္ပဏီအကြောင်းပြောပြရတယ်။ဘလောက်တော့ပေးမယ်ဆိုတာလစာအတိအကျပြောရတယ်။ဥပမာ3000ပေးမယ်ဆိုရင်အလုံးလျှောက်တဲ့လူကဒီ3000ကိုလိုက်ကြိုက်တယ်ဆိုရင်သူ accept လုပ်မယ်ပြီးတော့မတို့ job nature ကိုအကုန်လုံးသေချာပြောတဲ့အတွက် तू သေချာသိသွားတော့ तू လက်ခံခြင်းနဲ့လက်ခံမယ်လက်မခံခြင်းနဲ့အဲ့ interview အဆင့်မှာပဲ तू မလုပ်နိုင်ဘူးဆိုပြီး तू ပြောပြီးဖြတ်သွားတာကြီးလည်းရှိတယ်ဒါမျိုးကိုလုပ်တာအဲ့ interview တဲ့အချိန်မှာအမတို့ interview ပြီးဆိုရင်အဲ့ agent အမပါသေးတယ်ဒီ interview ပြီးဆိုရင် company agent အလောက်လျှောက်တဲ့သူဒီ3ဦးပါအင်တာဗျူးကြိုက်အေဂျင့်ကတော့အဓိကတော့ဒီ process မှာပြီးတဲ့အထိ तू ကရှိအောင်လို့နေတာ तू ဝင်မပြောဘူးပေါ့နော် तू နားထောင်နေဘာတွေပြောလဲဘယ်လိုလဲဆိုတာ तू သိရအလောက်လျှောက်တဲ့သူဘက်ကအလောက်ရှင်ဘက်ကော तू ကကြားနေနေပြီးဒါပဲဒီလိုမျိုးဖြစ်ရတာနော်အခုအမကြည့်လေဒီမြန်မာပြည်ကအလောက်လျှောက်တဲ့လူတွေနဲ့မြန်မာ agency တွေနဲ့ကြားမှာဖြစ်နေတဲ့လွဲမှားမှုတွေကမှပြောပြမယ်ဒီစင်ကာပူကအလောက်ရှင်อ่ะ လူလိုတယ်ဆိုပြီးစင်ကာပူအေဂျင့်အောင်ပြောတယ်မလားစင်ကာပူအေဂျင့်အောင်ဘယ်လိုလူကိုလိုချင်လဲဆိုတာသူပြောလိုက်ပြီစင်ကာပူအေဂျင့်အနေပြီးတော့အလုပ်ခေါ်စားဆိုပြီးတော့သူတို့တွေကြီးညာတဲ့ဟာလေးတွေလေအဲ့ဒါတွေကိုမြန်မာအေဂျင့်အောင်ပို့တယ်ဒီနေရာမှာမြန်မာအေဂျင့်အောင်သူ့လက်ထဲကိုအလုပ်ခေါ်စားရောက်ပြီဆိုရင်သူကစင်ကာပူအေဂျင့်အောင်မေးရမယ်တာဝန်စင်ကာပူအေဂျင့်ပြက်ကွက်တာမြန်မာအေဂျင့်ပြက်ကွက်တာတွေဥမာပြောပြမယ်နော်မေးရမှာဘာမေးရမလဲဘယ်အလုပ်လဲဘယ်နေရာမှာလဲကုမ္ပဏီမပြောနိုင်ရင်ရတယ်နော် ်ဘယ်နေရာမှာလဲ kitchen helper ဆိုရင်ဘယ် kitchen လဲ restaurant kitchen လား food count kitchen လားဘယ်နေရာလဲဓာတ်ပုံဖြစ်ဖြစ်သူကတောင်းရမယ်မြန်မာ agent လောက်ရမှာနော်တောင်းရမယ်ပြီးတော့လစာဘယ်လောက်လဲဘယ်လောက်ထိစကားပြောနိုင်လဲလို့လိုချင်လဲတွတ်တွတ်လက်လက်လားတဲပြုံးပြုံးရွှင်ရွှင်နဲ့လောက်တက်တက်လူလားအဲ့လိုမျိုးလိုချင်လားသူကမေးရမယ်နော်မေးပြီးတော့မှ okay စင်ကုန်အေဂျင့်လေးမှာပြောလိုက်မယ်ပြီးရင်ဒါတွေကိုကြည့်ပြီးတော့သူကသူ့ရဲ့ channel မှာတင်ရမယ် တင်မဲ့ channel တို့ Facebook တိုက်တယ်တင်တင်ရင်လူတွေကတော့ရှောက်ကြမယ်ဒီအောင်ရှောက်ရင်မြန်မာအေဂျင့်ကရောက်သမျှ CV ကိုစစ်ကမှတူတောင်းဝင်စစ်ပြီးတော့မှဩဒီစင်ကူအေဂျင့်ပြောထားတဲ့အချက်လက်တွေနဲ့ကိုက်ညီတာတော့ဘသူဘသူဒီလူတွေကို तू ခေါ်ပြီးအင်တာဗျူးရမယ်โอเคအင်တာဗျူးလို့ तू ကတော့အဆင်ပြေတယ်ဒီလူစင်မဲ့5 6ယောက်ရွေးလိုက်မယ်ကွအတ္တကူစင်ကူအေဂျင့်ကိုပို့ပေးမယ်ငါရွေးထားတာဒီလူတွေနင်းအင်တာဗျူးမလားအဲ့ကြရင်စင်ကူအေဂျင့်အင်တာဗျူးရင်အဲ့အင်တာဗျူးတဲ့အချက်မှာမြန်မာအေဂျင့်ပါအမယ် ဒါမှသူတို့နှစ်ယောက်ပြောတဲ့အပြောဆိုတွေဘလို့ရမဲပါညာဆိုတော့မြန်မာအေးချန်နားထောင်ရမယ်ဒီအချက်လက်တွေကို तू အားလုံးပြန်ဘာလို့ဆို तू ကမြန်မာအလုပ်သမားတွေကိုစားပြုထားတာလေ तू သိရမယ် तू နားထောင်ပြရမယ်ခင်ဒီမှာစင်ကာပူအေးချန်တယောက်ကိုရွေးလိုက်ပါပြီတဲ့ရွေးပြီးတော့စင်ကာပူအမှန်တော့စင်ကာပူအလုပ်ရှင်အမှာထပ်ပြူရမှာနော်စင်ကာပူအလုပ်ရှင်အတက်ပြူရမယ်မျိုးရိုက်ဟာမှာ तू ကကြိုက်ပြီဆိုတော့မှခေါ်ပြီဆိုပြီးတော့ဖြစ်ရမယ်နော်ဒါမှ quality ပြည့်မှာပေါ့အေဂျင်စီကလည်း quality ပြည့်မယ်အလုပ်သမားလည်းကောင်းကောင်းမွန်မွန်ပြည့်မယ်အခုဟာက channel မှာတင်နေတင်တဲ့ဟာကိုလာသမျှ CV တွေကိုစင်ကာပူအေဂျင်ကနေပြီးတော့ဒီလိုလေးပဲ interview တွေ interview တာလဲ yes no yes no ပဲရှိတယ် interview တွေဘာမှရေရေရအလုပ်ပိုင်းလည်းမေးတာမဟုတ် interview ပြီးရင် okay တယ်ဆိုရင်တော့ပတ်စံရပြီလေအဲ့မှာပတ်စံယူလိုက်တယ်ဒီအလုပ်ရှင်ယူလဲမရဘူးအမှန်တမ်း CV တွေပါရောက်လိုက်တယ်ဒီကိုရောက်လာတယ်စင်ကာပူလဲရောက်လဲရောက်တော့ စကားမပြောတတ်ဘူးလို့မပြုံပြုံရွှင်ရွှင်မထီဘူးလို့အယံအေးတယ်လို့ဖြစ်တယ်အမှန်ဆိုရင်ဒီဟာမှအားလုံးမှားနေတယ်လားအစိုးရတွေကစင်ကာပူအလုပ်ရှင်ကလည်းမလာခင်နဲ့သူအင်တာဗျူးရမယ်အဲ့ဟာပြက်ကွက်တာကိုအမအမတို့က MON နေလုပ်လို့ရတယ်နော်စင်ကာပူအလုပ်ရှင်ကသူအင်တာဗျူးတော့ကပါတယ်ဆိုရင်ပါပြီးတော့သူစိတ်ကြက်ခံတာပြီးကူးကြမှာဒီလိုအကြောင်းပြချက်နဲ့ဖြုတ်ခွင့်မရှိဘူး ဲ့အပိုင်းအမတို့လုပ်မယ်ဒီမြန်မာအေဂျင့်ကတော့ပြောရင်ဒါမြန်မာနိုင်ငံမှာပထမဆုံးအေဂျင်စီလူပနေရောက်ပို့လဲဆိုတာဒီလာလျှောက်တမျှလူပို့နေတာအေဂျင့်မဟုတ်ဘူးလူကုန်ကူးနေတာနော်လူကုန်ကူးနေတာပြီးတော့လေဟိုကိုကြော်ညာတဲ့အလုပ်ကိုကိုကိုယ်တိုင်ကမသိဘူးဆိုမှတော့ဘာထူးလဲဟို သူ့ရဲ့ဗက်စကားမှတ်တိုင်မှာဗက်စကားမှတ်တိုင်မှာကြေညာတဲ့အလုပ်ကြော်ညာစာပဲဖြစ်တော့မှာပေါ့ဒီဟာဘယ်လိုလို့အေဂျင်စီဖြစ်မှာလဲအေဂျင်စီလို့မခေါ်ထိုက်ဘူးအဲ့ဒါဗက်စကားမှတ်တိုင်ရောက်အလုပ်ကြော်ညာကတ်တဲ့လူပဲ ဖြစ်မှာနော်ပြီးတော့လူကုံကူးနေတာနော်သူကအလုပ်သမားတွေကိုတေးချာစီစဉ်မှာဒါမှလည်းနာမည်ကြီးအေဂျင်စီလည်းဖြစ်မယ် quality နဲ့အလုပ်သမားကြီးလည်းထွက်မှာအခုဟာရောက်သွားတယ်ပြုတ်တယ်ပြုတ်တော့လည်း သူကပြောဘာပြောလဲငါမသိဘူးငါတို့မသိဘူးဟိုဘက်ကပါလဲအခုဟာ M1 rules မှာခြားထားတာအလုတ်သမားတယောက်က6လတွင်ပြုတ်ရင် agent ကတဝက်သို့မဟုတ်အလုတ်ပြန်ရမယ်အဲ့ဒါကိုအလွဲသုံးစားလုပ်နေတာဒီဟာနဲ့ပတ်သက်ပြီးလဲအမ M1 ကိုပြောဖို့ရှိပါတယ်ဟုတ်နဲ့အမနဲ့စီစဉ်ထားပါတယ်စီစဉ်ပါမယ်เนาะ 6လမှာပြုတ်တယ်ဆိုဟုတ်တယ်အခုဟာတရက်နဲ့ပြုတ်လဲနင်းတို့တဝက်ပဲယောမယ်တဝက်ပဲယောမယ်ဆိုတာဟာအလွဲသုံးစားလုပ်နေတာပြီးတော့အလုတ်အတစ်ရှာပေးရမယ်ဆိုတဲ့ဟာပါရဲ့သားနဲ့ကိုရှာပေးတာကိုဘယ်လိုပြောလဲစင်ကာပူအေဂျင့်ကထက်ယူတာဆိုပြီးတော့900 1000 2000အဲ့လိုတွေထက်ယူကြတယ်ဒါဟာလိန်လယ်မှုနော်မြန်မာအေဂျင့်စီတွေလိန်လယ်မှုတွေဖြစ်နေတယ်နော်ဒီရဲ့ MIPA မှာပါတဲ့ဥပဒေကို လိန်လည်နေတဲ့ဟာတွေအတွက်လည်းအမားတို့လေ report လုပ်ထားပါတယ်အချိန်တစ်ခုတော့ဆောင်းပါမှာပေါ့နော်ဒီမတရားတာတော့လက်မခံဘူးဒါပေမဲ့အလုတ်လျှောက်တဲ့လူတွေကလည်းအမပြောတဲ့ process တွေကိုကြည့်ပါအလုတ်ရသွားတဲ့ဟာကိုမကြည့်နဲ့ဘယ်လိုကိုကပတ်စံနေအများကြီးပေးလိုက်ရတာငါအလုတ်ရသွားတော့ agency တွေကလေနင်တို့ဒီလိုမျိုး ဖုန်းလေးနဲ့ပြူပြီးအားလုံးကိုအလုတ်ခန့်လိုက်တာအလုတ်ခန့်လိုက်တာဒါမှသူတို့ပဆန်ရမှာနော်အလုတ်ရတာကိုမကြည့်နဲ့ငါဘယ်တော့အလုတ်ပြုတ်သွားမလဲဆိုတာကိုလေစဉ်းစားပါနော်သူတို့ကအခုဟာရောက်တာနဲ့ဖြုတ်တာဖြစ်နေပါတယ်အဲ့ဒါကိုတေချာနားထောင်ကြပါနော်โอเคနော်